အရင်ချာထဲမှာဆွေမျိုးအရင်ချာထဲမှာတူဦးဒီတော့အန်ဒီယာဆိုရင်ဒီမြင်းခလင်းမှာစုံပါသွားတာပေါ့နော်ကျမနာဘူတာကြီးလမ်းမှာဖြစ်တာပေါ့နော်အန်ဒီယာဆုံသွားပါပြီမြင်းခလင်းနဲ့ကိုဆုံသွားကိုရိုကိုတိုင်းသွားရတော့ပေါ့ကိုကိုတိုင်းသွားပြီးမီးသိန်းကြိုရတော့တိုက်ပြိုပြိုသွားတော့ဆိုဒီအန်ဒီလဲကြားရပုံဘဝနေပြီးတော့ကုသိုလ်ကောင်းမှုတွေရရှိပါစေအမြတ်တမ်းတွေရရှိပါစေလို့ကျွန်တော်မျိုးသမီးကအရင်ကတော့လည်းရောသားတွေပါကြီးတယ်ပေါ့ဒီအကြောင်းတရားတွေကိုသူ ကြားမြင်ရတွေ့ရတယ်ဆိုတော့သူစိတ်တွေပါသူ short ပြီးတော့မှဒီဘာသာရေးဘက်ကိုသူအားထည့်တာလေးသူတွေ့ရပါတယ်အကိုတို့ကဒါလဲတော်တော်လေးကိုစိတ်မကောင်း ဖြစ်ရပါတယ်ကိုရဲ့အမျိုးသမီးပေါ့နော်ကိုရဲ့အမျိုးသမီးမှာအဲကိုကိုမျိုးသမီးရဲ့အမေပေါ့အမေမှာညီမ9ယောက်ရှိတယ်ညီမ9ယောက်ထဲမှာကိုမျိုးသမီးရဲ့အမေကလည်း 2005ခုနှစ်ကလောက်ကလေးကစုံသွားပြီပေါ့နော်။ကျန်တဲ့အတော်လေးလည်း3ပါးလည်းသူ96ပါးယောဂါနဲ့စုံသွားပြီပေါ့။ဒါပေမဲ့ဒီအမွာနှစ်ယောက်မှာမှဒီပရမအအကြီးအကြီးအမွာကဆိုရင်သူကကိုယ့်ဘက်မှာပါပါတယ်။ဒီဒုတိယအငယ်ဆုံးဆိုရင်ဒါဒီကျွန်တော်အမျိုးသမီးရဲ့အရင်ခြာထဲမှာဆွေမျိုးအရင်ခြာထဲမှာတူဦးဒီတော့အန်ဒီယာဆိုရင်ဒီငင်းကလေးမှာစုံသွားသွားတာပေါ့နော်။ တော်တော်လေးတော့စိတ်မကောင်းဖြစ်ရပါတယ်ဒီကျွန်တော်အမျိုးသမီးရတဲ့ဒါလေးကိုဒီအရှင်ပြုတ်ပွဲလေးမှာလည်းဒီအန်ဒီအတွက်ကိုလည်းရည်စူးပြီးတော့သူရှင်ပါသုံးပါးစာသူလှူထားတာတွေ့ပါတယ်အဲ့ဒါလေးလည်းတာရုခေါ်ပါတယ်ဒီအန်ဒီလည်းအဲကြားရပုံဘဝနေပြီးတော့ကုသိုလ်ကောင်းမှုတွေရရှိပါစေအမြတ်တမ်းတွေရရှိပါစေလို့ကောပြင်မနာမှာပဲဖြစ်တာပြင်မနာဘုရားကြီးလမ်းမှာဖြစ်တာပေါ့နော်အန်ဒီကဆုံးသွားပါပြီငင်းငလင်းနဲ့ကိုဆုံးသွားပါ အဲကိုရုကိုတိုင်သွားရတော့ပေါ့ကိုကိုတိုင်သွားပြီးမီးသင်းကြိုရတော့အကုန်လုံးစီစဉ်ပေးရတော့ပေါ့တိုက်ပြိုပြိုသွားတော့ဆိုတော့ဒီတော်တော်ဆိုးတယ်တော်တော်ဆိုးတယ်ကျွန်တော်မျိုးသမီးဆိုအဲ့တည်င်းကြတဲ့နေ့တည်းကစပြီးတော့ဒီနေ့ထီကိုသူလည်းတော်တော်လေးကိုသူစိတ်တွေတော်တော်ရှော့သွားတော့တွေ့ရတော့နော်ကျွန်တော်မျိုးသမီးကအရင်တုန်းကတော့လည်းရောသားတွေပါကြီးတယ်ပေါ့အခုကသူဒီအကြောင်းတရားတွေကိုသူ ကြားမြင်ရတွေ့ရတယ်ဆိုတော့သူစိတ်တွေပါလေသူ short ပြီးတော့မှဒီဘာသာရေးဘက်ကိုသူအားထည့်တာလေးသူတွေ့ရပါတယ်အဲဆုံးမသွားတဲ့ ND ရဲ့အလူလေးလည်းပါတယ်ပေါ့တော့ကိုရိုးရဲ့ဒီရွှေလက်ပွင့်အဲရွှေလက်ပွင့်မှာကိုမိသားစုထဲမှာကိုလိုမိသားစု၃ယောက်ရယ်နောက်ပြီးတော့ဆုံးမသွားတဲ့ကိုရဲ့အဖွာဖွာငွေစားဖွာရှိတယ်နေပြီးတော့မှရှိတဲ့ကိုရဲ့မိဘအရင်းလိုဖြစ်နေတဲ့အဘတို့နဲ့မိသားစုရဲ့ဒါအဘတို့လည်း မှုထားပြီးတော့ကိုလှူဒါန်းတာဖြစ်ပါတယ်တော်တော်လေးစိတ်ထဲမှာလည်းတခါတရံကြရင်ရန်ရန်ကုန်မှာတော့အဖြစ်နေတာပေါ့နော်ဖြစ်တဲ့နဲ့အဆွဲပွားလေးပဲပါတယ်သူ့ပြင်မဲ့တည်င်းနေဖတ်လိုက်တယ်ပေါ့ဖတ်လိုက်ပြီဆိုလို့ရှိရင်ညအိတ်ရင်တော့မှလို့အိတ်မပြောတော့ဘူးအခုဆိုကိုထင်းနေ28ရက်လောက်ကဆိုရင်ဒီနေ့28ရက်ဆိုမဲ့အေးရရတော့ဟိုနှစ်နှစ်ချာချာအိတ်ပြောဘူးဆိုတော့ကိုထင်းနေတလားနှစ်လားလောက်တော့အချိန်ကြီးရလိမ့်မယ်ထင်အိတ်မပြော ပဲဒါအလုတ်ကလည်းများလာတယ်ဆိုတော့အဲ့မပြောလဲအဲ့ပေါ့အရင်တော့ငငယ်ငယ်တုန်းကခလေးတွေလိုနေနဲ့ညာနဲ့မာမာတာပေါ့နော်နေကင်းပဲဆိုရင်တော့သူတွေကကြောက်စိတ်ကညဘက်မှာပူများတယ်နေနေလည်းမှာကြောက်တော့ကြောက်စိတ်ကနဲတာပေါ့လေဘာကြောင့်လဲဆိုတော့ပဝင်းချင်းပဝင်းချင်းရဲ့အာယုံတွေနဲ့အလုတ်လုံနေရတာတွေနဲ့ကကြောက်တော့ဒါကြောက်စိတ်ကတော့နေကင်းဘက်ကတော့တိတ်မရှိကြဘူးဒါပေမဲ့ညမောင်းလာပြီးလူချေပြတ်တဲ့အချိန်9နာရီခွဲ10နာရီဆိုရင်ဒါ ငြိမ်သွားပြီပေါ့နော်တခါကျရင်မီးပြတ်တာတွေပါရှိတယ်ပေါ့မီးပြတ်သွားပြီဆိုလို့ရှိရင်အာအဲ့မှာစိတ်တွေကဝင်ပြီဆိုတော့အဲ့မှာတယောက်တည်းနေတဲ့ချိန်မျိုးမိသားစုနဲ့နေ Facebook တွေပါတွေတုံးလိုက်တဲ့ချိန်မျိုးဆိုရင်အာအဲ့သတင်းတွေကတက်လာပြန်ပြီဆိုတော့အဲ့အဲ့လိုအမရတော့ဒါတော့လူတိုင်းဖြစ်နေကြတာပေါ့အကောင်းဆုံးကိုချင်းစာပါလေဒါကျွန်တော်တို့ဆိုရင်ဟိုမိမိရဲ့ဟိုစီးစိမ်ဥစ္စာတော့ပါမသွားဘူးပေါ့နော်စီးစိမ်ဥစ္စာတော့ပါမသွားဘူးတို့ပေမဲ့ကိုကိုရဲ့မိသားစုထဲမှာဒီတယောက် ဖြစ်သွားတယ်ဆိုတော့ဟိုစိတ်ကတော့တော်တော်တုံလုံးရှောက်ရှားစရာတော်တော်ကောင်းပါတယ်အဲဒီထက်ကျွန်တော်တို့ထက်ပိုမှုပြီးတော့ဆုံးရှုံးတဲ့သူတွေအတွက်လည်းတော်တော်ကိုကျင်းစားပါတယ်ဒီမှန်တယ်ပြောရရင်တော့အကိုတငယ်ချင်းတွေမိတ်ဆွေတွေကိုအကုန်လုံးကိုဖိတ်လိုက်ချင်တာအခုကတော့အချင်းချင်းလေးပဲအချင်းချင်းလေးပဲအဆင်ပြေသလိုပဲဒီပဲဒီရဲ့ရွာသူရွာသားတွေနဲ့ဆရာတော်ဆရာတော်ရဲ့ဒီအရင်တော့ငါကလေးကဟိုဆရာတော်ကြီးကိုကိုးကွယ်နေတဲ့ယဟန်တန်ကတော့ယဟန်တန်ကတော့ဒီအာဂန်လူတွေရှိတယ်ပြီးတော့ကိုးကွယ်နေတဲ့ ဟိုဧည့်သည်လေးရှိတယ်ဒါအကိုလိုဒီလိုပဲအချင်းချင်းလေးဒီလိုကစီစဉ်လိုက်ရတဲ့ပွဲလေးဖြစ်တာပါเนาะ